စ်အာဏာရှင်ကိုအပီးတိုင်ဖြုတ်ချဖို့ပြည်တွင်းကနေသားမကပြည်ပရောက်မြန်မာနိုင်ငံသားတွေပါဆက်လက်ပါဝင်ပေးကြဖို့ ABSDF ဒုတိယဥက္ကဋ္ဌက ABSDF နှစ်ပတ်လည်နေ့မှာတိုက်တွန်းထားပါတယ်။မင်းညိုသတင်းပေးပို့ထားတာပါရှင်။ရှင်းလင်းလင်းလူထုရဲတော်ပုံဘလူမလာတည့်ရနေ့ဟာတပါတီမဆလာအာဏာရှင်စနစ်ကိုဖြုတ်ချဖို့အတွက်လက်နက်ကင်ဒေါ်လာငွေစားတဲ့ចောင်းသားတက်မတော်ထူထောင်ခဲ့တာ38နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။အဲဒီနှစ်ပတ်လည်နေ့ကို ဩစတြေးလျနိုင်ငံစစ်ဒနီမြို့မှာရှိတဲ့မြန်မာနိုင်ငံသားတွေနဲ့ ABSDF ရဲဘော်ဟောင်းတွေကရန်ပုံငွေဈေးရောင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးကျင်းပခဲ့ကြပါတယ်။အဒီခန္ဓာမှာ ABSDF ဒူအိုခရာကဗီဒီယိုမက်ဆေ့တစ်ခုပေးပို့ခဲ့ပြီးပြည်ရင်းကနေလက်နက်ကင်တိုက်ပွဲဝင်နေသူတွေနဲ့အတူတက်နိုင်တဲ့ဘက်ကနေဆက်လက်ပါဝင်ပေးကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။ဆယ်လန်ကြီးအောင်မြင်ဖို့အတွက်တတ်တအားအနေနဲ့ပါဝင်နေတဲ့အော်စီမာရှိတဲ့ဆရာနာရှင်စနစ်ချုပ်ငင်းဖို့အတွက်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေအားလုံးကိုကျွန်တော်မြတ်တာရဲ့ခံချင်ပါတယ်။ဒီကနေ့ကျွန်တော်တို့တွေအားလုံးဟာအတွင်းအပြင်မြန်မာပြည်ထဲမှာရောနိုင်ငံတကာရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအားလုံးဟာ တွေးစည်းညီညွတ်ဖို့အချိန်တန်ပြီးအရေးကြီးပြီလို့ကျွန်တော်အနေနဲ့အားပေးချင်ပါတယ်။ ်ဒီကနေ့ကျောင်းသားတက်မတော်ဟာစရမရှင်စနစ်ချုပ်ငင်းဖို့တွားဖို့အတွက်တစိုက်မမဆက်လက်ပြီးမှတိုက်ပွဲဝင်သွားပါမယ်လို့ပြည်သူလူထုအားလုံးကိုသတိပြုရင်းကျွန်တော်ရဲ့အားပေးစကားကိုဒီမှာနှစ်ကုန်းချုပ်ပါတယ် ABSDF ကမဆလာခိကရေကလက်နက်ကင်တိုက်ပွဲဝင်နေခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးအဲ့ဒီအချိန်လုံးကတော့ကျောင်းသားတွေနဲ့လူငယ်တွေဦးဆောင်ခဲ့ကြတဲ့အဖွဲ့ဖြစ်ပါတယ်အခုတော့အသက်အရွယ်ကြီးမားလာခဲ့ကြပြီမဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဆက်လက်တည်ရှိနေခဲ့ပါတယ် 2022ခုနှစ်စစ်တပ်ကအာဏာပြန်သိမ်းလိုက်တဲ့အခါမှာလဲစကိုင်းမကွေးကချင်ရောကရင်ဗမော်စတဲ့ဒေသတွေမှာတက်အနေနဲ့နှွေဦးဒေါ်လာရေးအတွက်ရောက်ရှိလာခဲ့တဲ့ပြည်သူတွေကိုဆက်လက်စစ်တင်တန်းတွေပေးပြီးနှွေဦးဒေါ်လာရေးအတွက်ရောက်ရှိလာခဲ့တဲ့ပြည်သူတွေကိုဆက်လက်တင်တန်းတွေပေးပြီးစစ်အာဏာရှင်ကိုဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်ဒေါ်လာရေးကလည်းနှစ်ကြာလာတာကြောင့်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေကိုစိတ်သက်မကြာချဖို့နဲ့ဆက်လက်ပါဝင်ပေးကြဖို့အတွက် စစ်နီအခမ်းအနားကိုဦးဆောင်သူတယောက်ကအခုလိုပြောပါတယ်ဒီပြည့်စည်ကကျွန်တော်စတဲ့ကဆီယာမာရှင်စနစ်အဆုံးသတ်ယူတယ်ဆိုတော့တိုက်ပွဲမှာလည်းအဲဒီခေါင်းစဉ်အောင်ဆီယာမာရှင်စနစ်အဆုံးသတ်ယူတော့ဒီတော့လေဘက်ထရီကြီးကိုဒီတိုက်ပွဲကိုကျွန်တော်ဘက်တာဆိုတဲ့တိုက်ပွဲမှာလို့တန်လေးတန်ချဘက်တွေ့လို့လောက်ဆောင်တယ်ဒီကတော့ပြည်သူကြီးကိုပြောချင်တာကတော့ဒီချိန်မှာကျွန်တော်အားလုံးပြီးတော့တိုက်ပွဲပုံစံမျိုးစုံမျိုးအားလုံးပြီးတော့ ်ဒီရဲ့ဇေမဘူးဆရာကြီးစကိုတိုက်တယ်အားလုံးတန်ဖိုးပေးကြတယ်ဒီချိန်ကအရေးကြီးတဲ့အချိန်ပေါ့ကျွန်တော်မီဒီယိုတင်ဆောင်လုပ်ပါတယ်အဓိကအားပြုပြီးတော့ကူညီကြဖို့ဒီလူကြအောင်စိတ်ဝင်စားဖို့အံပွဲလက်ကမ်းပါဆက်ပြီးတော့တာဝန်ယူကြတယ်ဒီခါတော့အော်ရှေးနိုင်ငံစစ်တီမျိုးကဒိုးဆိုင် community center မှာပြုလုပ်ခဲ့ကြပြီးရံမငွေဇေယောင်းပွဲနဲ့တေးဂီတာဖျော်ဖြေပွဲတွေလည်းထည့်သွင်းကျင်းပခဲ့ပါတယ်။ရံမငွေဇေယောင်းပွဲမှာမြန်မာအစားအစာတွေရောင်းချတာနဲ့ ABSDF အမတ်တရပစ္စည်းတွေရောင်းချခဲ့ကြပြီးရရှိတဲ့ငွေတွေကို ABSDF ဘ ਹੁ ဟုပေးဖို့လှူဒါန်းတော့မှာဖြစ်ပါတယ်ကျွန်တော်မင်းတို့ခင်ဗျာ